ဈေးကွက်ထဲမှာအာဆင်နယ်ချိတ်ဆက်ထားတဲ့ပလေယာတွေကိုရီယယ်မက်ဒရစ်ကဘာကြောင့်စိတ်ဝင်စားပြီးခေါ်ချင်လာလဲဒီမီးခွန်းအတွက်အပြည့်ရှိပါတယ်အာဆင်နယ်တို့ကတော့နွေရာသီအတွက်ဒါခေါ်ခြင်းတဲ့ကစားသမားစင်းကိုပလန်နေချပြီးလုပ်နေတဲ့အထူးသဖြင့်အာဆာဒရိုက်တာအန်ဒရီပါတာလက်ထပ်မှာဆိုလို့ရှိရင်တော့ ကိုယ့်ရဲ့ရှင်းဆွဲကစားသမားတွေကိုစာချုပ်သက်တမ်းတိုးတဲ့ကိစ္စမှာရောလိုရာဒီမှာဝယ်မဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးအကျိုးသဘောတူညီမှုစကားပြောဆိုမှုတွေစတင်လုပ်လာတာကိုခက်ဆစ်စိတ်တွေ့ရတယ်။ဒါနဲ့အပြိုင်မဲ့ဈေးကွက်ထဲကပဲကစားသမားကိုပဲခေါ်ခေါ်လွယ်လွယ်ကူနဲ့ခေါ်ဖို့ရဖို့မရှိဘူး။ဘာကြောင့်လဲဆိုတော့ထိတ်တန်းကစားသမားတွေခေါ်တဲ့အခါမှာထိတ်တန်းအသင့်အနေနဲ့ရင်ဆိုင်ရလိမ့်ရှိပါတယ်။အကယ်၍ထိတ်တန်းအသင့်အနေနဲ့မရင်ဆိုင်ချင်ဘူးဆိုရင်တော့ quality name player တွေပဲသွားခေါ်တာစိတ်ရှင်းလက်ရှင်းပေါ့လေ။တချို့ comment တွေမှာကျွန်တော်တွေ့ရပါသေးတယ်။တရားဖို့၄ယောက်တရားဖို့၅ယောက်တွေပဲခေါ်ချင်တော့ပဲတွေ့ရတယ်။ ဒါပေမဲ့လက်ရှိအတင်းသွားနေတဲ့လုပ်ငန်းစဉ်ကအဲ့လိုမျိုးမဟုတ်တော့တာအဲ့တော့မဝင်ဝယ်ဘူးဝယ်လို့ရှိရင်လဲ quality player ပဲဝယ်မယ်အကြေး fight ရမယ်ဆိုရင်တော့ quality player ဝယ်တဲ့အတွက်ထိတ်တန်းအသင့်တွေနဲ့ရှင်လူပြီးခေါ်မယ်ဆိုတဲ့ပုံစံမျိုးအတင်းကခုနောက်ပိုင်းလှုပ်လာတာတွေ့ရတယ်မနစ်ကဆိုလို့ရှိရင်လဲဒါကြံခဲ့တဲ့နွေရာတီရပါလေအာဆင်တွေကကစားသမား2ဦးရဲ့ခေါ်တယ်ခေါ်တဲ့2ဦးကမီခင်းမိန်လိုလိုမျိုးအခြားအသင်းတွေတော်တော်များများနဲ့တင်းထွက်တဲ့ player ရဲ့ယူရိုမှာခြေစွမ်းပြပြီးအသင်းတိုင်းဒီပါလိုချင်နေခဲ့တဲ့ကာလာဖီယိုရီရဲ့ ဲ့နှစ်ဦးပဲခေါ်ခဲ့တယ်ပြီးတော့ကြံတဲ့အငှားခေါ်တဲ့ကစားသမားတွေကလည်းရေတူကစားသမားပဲအဲ့တော့အာဆင်နယ်ကမခေါ်မခေါ်ဘူးခေါ်လို့ရှိရင်လည်းတကယ့်ကို profile မြင့်ကစားသမားတွေပဲရွေးပြီးခေါ်လာတာတွေ့ရတယ်အဲ့လို့ဆိုကျွန်တော်ဒပိုင်းကြီးညီသွားလိုက်အောင် top quality player top quality player ဆိုတာထိတ်တန်းကစားသမားထိတ်တန်းကစားသမားကိုခေါ်ချင်တော့ထိတ်တန်းသင်းနေတဲ့ရင်ဆိုင်တွေ့ရမှာပဲအာဆင်နယ်ကုဈေးကွက်တင်မှာချိန်ဝင်နေတာကမာတင်ဇူမတီအသက်ရွယ်ပိုင်းရောစပိန်လေယူးစင်အသင်းမှာခြေစွမ်းပြနေပြီးတော့လက်ရှိဆိုစီတက်ကတကယ်ကွင်းလယ်မောင်းနေတာအင်ဂျင်ပဲ အဲ့တော့မာတင်ဇူမတီနောက်တက်ကကျတော့နီကိုဝီလျံလိုမျိုးစပိန်အတွက်ကဘီဘာအတွက်ကတကယ်ထိတ်တန်းချီဆွမ်းပြနေတဲ့ကစားသမားဒီနှစ်ကတော့ဈေးကွက်ထဲမှာအာဆင်နယ်နဲ့ရီယယ်မတီနဲ့သွားပြီးစိုင်နေခဲ့တဲ့ပလေးယာတွေရီယယ်ကကျတော့ဇူမတီကိုကွင်းလယ်ပိုင်းအတွက်သူတို့ကယင်းဒီမြုံနှံခြင်းနဲ့ချက်ချင်းလဲအသားကြမယ်ပြီးတော့ကစားသမားစပိန်မြေမှာစပီးနေခြင်းနဲ့ဆိုတဲ့အာတီတာကိုလည်းသူတို့ကမမောလောက်ပွဲရလောက်ခလာစားနဲ့ကန်လန့်ပြီးဖြတ်လူခြင်းတယ်တစ်ဖက်က အာဆင်နယ်အနေနဲ့ကလည်းဂျော်ဂျီညိုနဲ့တော်မတ်ပါရီထွက်ခွာသွားမယ့်အနေအထားမှာဒီကစားမောက်ခေါ်မဖြစ်တော့ပါအကယ်၍ဇူရီမန်ဒီကိုလက်လွတ်ရပြီဈေးကွက်ထဲမှာကျွန်တော်ကွင်းလေကစားမောက်ဘယ်သူခေါ်မလဲဘရူနိုဂွီမာကြီးပဲရှိတော့တယ်ဒီယန်ရောမှာမမာထန်နေနဲ့ဝေါ်ရစ်ကောင်းကောင်းနဲ့ကစားလိုက်တဲ့ပလေယာကသူပဲရှိတော့တာကဲနောက်တစ်ယောက်ကတော့နီကိုဝီလျံရီယာကနီကိုဝီလျံကိုဝယ်ချင်တာကဗင်နီရှက်ဂျူနီယာကိုဆော်ဒီကလပ်တီကိုလက်လွတ်ရရင် ။ဘာကြောင့်လဲဆိုတော့ Vinicius Junior ကတတန်းတိုးကိစ္စမှာ Rio ကိုလောက်ခလာစာတိုးတောင်းနေတယ်။တစ်ဖက်ကလည်း sorry ဘက်ကမြင်မာတဲ့လောက်ခလာစာနဲ့ဒီကစားမောက်ချိတ်ဆက်ထားရှိတယ်။အကယ်၍လက်လွတ်ရရင်ဒီကိုဝီလန်ပြန်ပြီးအစားထိုးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ Rio ကအဲ့ဒီ player ကိုလည်းစောင့်ကြည့်နေ။အဲ့ဆို Arsenal နှွေးမှာအဓိကဖြည့်ရမယ်ဆိုတဲ့ကစားသမား2ဦးနဲ့ Real Madrid နဲ့လာပြီးစုံတာကထူးဆန်းတဲ့ရတော့မဟုတ်ဘူး။ထိတ်တန်းကစားသမားလူချင်းတော့ထိတ်တန်းသိနေတဲ့ရှင်လူအဖို့ရှိပါတယ်။ကဲနောက်တစ်ချက်အဲ့ဒါကတော့ဘန်နာရေးအခြေအနေ ဘန်နာရီအချိန်မှာဆိုပြီးအာဆင်နယ်က strong ဖြစ်တဲ့အနေနဲ့ပါရှိလို့အရင်နှုန်းတည်းကချမ်းသာတဲ့ကလပ်တင်းဖြစ်တဲ့ Real Madrid ကလည်းမှုစရာမရှိဘူး။အခြားသင်းတဲ့ဆိုင် Real Madrid က sponsor ဘိုင်းမှာ income ဘိုင်းမှာရုပ်တံဘိုင်းမှာဝင်ငွေတွေအများကြီးရတယ်။ကစားသမားတွေခုနောက်ပိုင်း Real ခေါ်တဲ့ဘိုင်းမှာငွေတွေအများကြီးသုံးတာတဲ့ဆိုင်အလွတ်နဲ့မလာပုံကြီးများလာတယ်။ပြီးတော့မှလောက်ခလာစားကိုစိတ်ကြိုက်ပေးတဲ့သဘောမျိုးနဲ့သွားတာ။သူတို့ရဲ့ policy နည်းနည်းပြောင်းသွားပါလေ။အရင်တော့လိုမျိုးအုံငွေတိုင်းနဲ့အများကြီးပေးတဲ့ပုံစံကနေပြီးတော့ သူတို့ရဲ့အောင်မြင်မှုသူတို့ရဲ့အချိန်ဝါနဲ့ဖိပြီးခေါ်လာတာများတယ်။အဲ့ဒီအတွက်ဇူဟီမနီနဲ့နီကိုဝီလန်ကို Real Madrid တကယ်ဝင်လာမယ်ဆိုလို့ Arsenal ခက်ခဲဝယ်ရှေ့ဆိုပေမဲ့အလုတ်ကောင်းကောင်းလုပ်ပြီးတော့ကစားသမားတွေအစိုးရတွေကအချိုးသဘောတူမှုယူထားရင်တော့အရင်တော့ခက်ဆရာမရှိဘူး။ဒါကတော့ဂတိကဝတ်တွေတခါကြရင်ငွေကြီးထက်တာလွန်သွားနိုင်တဲ့အချက်ပေါ့လေ။ပြီးတော့လေ Arsenal ကကြံခဲ့တဲ့စောင်းစည်းခွက်နှစ်ခုစလုံးမှာလူမလုံးဝမဝယ်ခဲ့ဘူး။ မမိလားမသိဘူး2024ဇန်နဝါရီစောင်းစည်းကွက်ရဲ2025ဇန်နဝါရီစောင်းစည်းကွက်တယောက်မှမဝယ်ခဲ့တာပြက်ကြောပဲကြံခဲ့တဲ့နှွေမှာလူဝယ်ခဲ့တယ်ဆိုတော့လေးယောက်မှဆိုရင်နှစ်ယောက်ကအငါးနှစ်ယောက်ကဝယ်ခဲ့တယ်ဆိုရင်အသင်းကနေ၄၅ယောက်လောက်ထိကစားသမားတွေထွက်ခွာသွားပြီးမှပြန်ဝင်လာတဲ့အနေအထားအဲ့တော့ငချင်းစီနဲ့ငချင်းပြန်ကြော်တဲ့အနေအထားဖြစ်တဲ့အတွက်ငွေတွေအများကြီးမသုံးခဲ့ဘူး declare right တို့ နောက်ပြီးခိုင်ရန်ဘတ်တို့ဝယ်ခဲ့တဲ့တနစ်ကလည်းနောက်မှအာဆင်နီကငွေမြင့်နဲ့ပြန်ချိုးရတွေ့တနစ်ကျော်မှတခါဟဲဗီပြန်သုံးမယ်ဆိုတဲ့ပုံစံမျိုးကလင်ဒါကျသွားရင်တော့ဖြစ်ကောင်းဖြစ်လာနိုင်တယ်ကျွန်တော်လာမင်းတွေမှာငွေသုံးမယ်ထင်တယ်မသုံးလို့ရှိရင်လည်းရှင်းဆွဲ quality player တွေကဒီအသင်းကိုဖလားလိုချင်တဲ့ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အသင်းမဟုတ်ဘူးဆိုပြီးတော့စာရုပ်သက်တမ်းမတူဘဲနဲ့လစ်ကုန်တော့မှာအဲကြောင့်မို့အသင်းကလည်းအနေရခေါင်းလုံးတွေသူတို့သိရဖြစ်တဲ့အတွက်လူဝဲဝဲမှာအနည်းဆုံးမွေးဆို၃ယောက်ဗျာကျွန်တော်အဲ့တခုတော့ ဒါခံစားမိတယ်။စောင်းစည်းကွက်တို့အာမမခံနိုင်ဘူး။ຫນွေစည်းကွက်ကသူတို့မွဲဆို2ရောင်းနဲ့6ရောင်းကြာအများနဲ့ဝယ်လေးရှိတယ်။နောက်တစ်ချက်ကတော့ချန်ပီယံလိကွာတာဖိုင်နယ်ရောက်မိုင်းဂိမ်းကျွန်တော်ညီကိုသတိထားမိလားမသိဘူး။အဲ့ဒါဘာလဲဆိုတော့အာဆင်နယ်အသင်းရဲ့ကစားသမားနှစ်ဦးဖြစ်တဲ့ကာလာဖီယူရီနဲ့အဲနောက်တစ်ယောက်ကတော့ဒီဝီလျံဆာလီဘာပေါ့လေ။အဲ့ဒီကစားသမားနဲ့ရီယယ်မက်ဒရစ်နောက်ပိုင်းသတင်းတွေတော်တော်ထွက်လာတယ်။ဒါကချန်ပီယံလိကွာတာမှာရင်ဆိုင်တွေ့ရမယ်အသင်းတင်းတင်းတဆူမိုင်းဂိမ်းဖြစ်နိုင်တယ်လို့တစ်ဖက်မှာလည်းသူတို့တကယ်လိုချင်တာဖြစ်နိုင်တယ် ဘာကြောင့်လဲဆိုတော့ရင်ဆိုင်တွဲမဲ့အသင်းကကစားသမားတွေကိုငါတို့လိုချင်တယ်ဆိုပြီးတော့တည်င်းလွှင့်ထားလိုက်တာအဲ့ကစားသမားတွေနေအဲ့ကလပ်တင်းနဲ့ရင်ဆိုင်တဲ့အခါမှာအနည်းနဲ့အများတော့စိတ်ကမန်တယ်ပိုင်းကိုအနှောက်ယှက်ပေးနိုင်တယ်ဒါကကျွန်တော်မိုင်းဂိမ်းပုံစံမျိုးပေါ့လေပရီးမီးယားလိမှာလည်းအရင်တော့ရှိခဲ့ဘူးတယ်ပေါ်တဝဲကန်တော့မယ်ဆိုရင်ဥမာကျွန်တော်တို့ဖူဝန်နဲ့ကန်တော့မယ်ဆိုဖူဝန်ဘယ်ကစားသမားကိုငါတို့ကြိုက်တယ်ဆိုပြီးတော့သုံးလျက်လောက်တရင်ကြိုထွက်တဲ့ပုံစံမျိုးအဲ့ကစားသမားတကယ်ရဲ့ပွဲကစားတဲ့အခါမှာကပောက်ကပောက်ချာနည်းနည်းလေးဖြစ်သွားတယ်ပြောမယ်ဆိုရင်တော့နည်းနည်းစိတ်လှုပ်ရှားသွားတဲ့ပုံစံမျိုးပေါ့လေ ဒီအတင်းကငေါ့တကယ်စိတ်ဝင်စားပါညာလားဆို over performance ညပြဖို့ကြိုးစားရင်းနဲ့ခြေစွမ်းယာရင်သွားလေရှိတယ်အဲ့မိနစ်90မှာအဲ့ဆိုနောက်တစ်ချက်ကကျတော့ရီမန်းချက်ကြီးရဒါကတော့တချို့အာဆင်နယ်ဖန်တွေကကိုယ့်အတင်းကိုအထင်ကြီးချင်မှကြီးလိမ့်မယ်ဒါပေမဲ့သွားနေတဲ့ process တွေအရာဆိုရင်တော့လူခေါ်တဲ့အပိုင်းတွေရဲ့ရှင်ရင်းဆိုကစားမယုံနှစ်နှစ်မတိုက်ပြီးတည်းကစကြုတတန်တိုးတဲ့အနေထားတွေရဲ့လက်ရှိ ပွဲတော်ပွဲချင်းစီနဲ့ပတ်သက်ပြီးအာရတရဲ့ချင်းကတ်တဲ့ဥစ္စာမျိုးတွေရဲ့နောက်ွယ်ရပံပိုးပေးတဲ့အပိုင်းတွေကြံခဲ့တဲ့ဆောင်းစုကမပါတော့ဗျာကျွန်တော်လည်းကြံခဲ့တဲ့ဆောင်းစုကိုတော်တော်လေးဆဲကျင်တာပါဒါပေမဲ့နှွေးမှာငွေတွေအများကြီးသုံးပြီးလူဖြစ်တယ်ဆိုလို့ရှိရင်တော့ကြံခဲ့တဲ့ဆောင်းစုကိစ္စကတေမုံးချေလိုက်လို့ရတယ်အဲ့တော့အာဆင်နယ်အသင်းအနေနဲ့ရီမန်းချက်ကြီးမားထားတာကိုတော့ကျွန်တော်လည်းမြင်ရပါတယ်လူတွေဝယ်ဖြေပြီးတော့ဖလားအိမ်မက်ကိုဆက်ပြီးအသက်သွင်းမှုဆိုတော့လာမယ့်နေရာတည်းကအကောင်းဆုံးတက်တည်ပြမယ့်အနေထားပဲ တချို့တွေကပြောတာပေါ့မင်းတို့အာဆင်နီက Netflix FC ဖြစ်နေပြီဘာညာနဲ့ဟုတ်ပါတယ်တခါကြလဲဒီရတီမှာဖြစ်မြောက်တဲ့ကိစ္စကိုနောက်ရတီမှာကျွန်တော်တို့ဖြစ်မြောက်လို့တက်ပြီးစူးစမ်းဒါကပြန်ပြီးအာယူရတာပဲမဖြစ်နိုင်တော့ဘူးကွာဆိုပြီးစိတ်တက်ကြနေတဲ့ဆိုင်ရင်နောက်ရတီငါတို့ဖြစ်နိုင်သေးရဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့မှမျောလင်းခွင့်ရှိတယ်အင်အားဖြည့်တင်းပြီးတော့ဆက်ပြီးသွားခွင့်ရှိတယ်ဒါကြောင့်မို့အာဆင်နီအသင်းအနေနဲ့လာမယ့်နိုရတီမှာအင်အားဖြည့်တင်းပြီးတော့လာမယ့်ယာတီ supply တွေက ဘယ်နှစ်ခုယူနိုင်မလဲကျွန်တော်တို့စောင့်ကြည့်သွားမှာပေါ့လေအဲ့ဒါဆိုစောစောကပြောခဲ့တဲ့အတိုင်းပဲ color fury နဲ့ပတ်သက်ပြီးတော့ real madrid တို့လိုချင်နေဆိုမြအခု alexandra anu ရောက်သွားပြီးကိစ္စမှာ euro တန်း80လောက်ပေးမှရမယ် color fury ကိုတော့ real madrid တို့ထပ်ပြီးဝယ်လာဖို့တော့ကြိုးစားမှာမဟုတ်တော့ဘူးဒါကတပိုင်းညင်သွားပြီတစ်ဖက်မှာလည်း saliba နဲ့ပတ်သက်ပြီးသူတို့သဘောကျတယ်ဆိုမြ share တောင်းမှာ arsenal က not for sale လို့သတ်မှတ်ထားပြီး euro တန်း100 200အဲ့လိုတွေတောင်းမှာမဖြစ်နိုင်တဲ့အနေထားကစားသမားကသွားချင်နေဆိုရင်တော့မှစာချုပ်အနေထားရ arsenal ကနှစ်နှစ်လောက်ကြံသေးတဲ့အနေထားရှိသေးတယ်အဲ့တော့ ဆာလီဘာနဲ့ရီယဲဂျာကိစ္စမဖြစ်နိုင်တော့တခုတော့ရှိရဲ့အဲ့ဒါကလာမက်ညွေစည်းကမတိုင်ပြီးဆာလီဘာကိုတက်တန်းတိုးထားနိုင်မှုတော့လိုအပ်တယ်ဒါမှမဟုတ်လာမက်ယာတီဝက်လောက်မှာပေါ့လေဘာလို့လဲဆိုတော့အလက်ဇန္ဒားအာနိုးလိုမျိုးအလွတ်နဲ့လက်လို့ရမယ့်ကိစ္စတွေဖြစ်မလာဘူးလို့ပြောလို့မရဘူးရီယဲမက်ဒရစ်ကကစားသမားတွေအဲ့ဒီပိုင်းမှာစီယုံပြီးတော့အလွတ်နဲ့ရတဲ့အချိန်ထိစိတ်ရှိလက်ရှိစောင့်နေအသင်းတစ်သင်းအခုနောက်မှသူတို့ transfer policy ပြောင်းလာတာကိုကျွန်တော်သတိထားမိတယ်အဲ့ဒါဆိုဟူဆန်ဆိုတဲ့ကစားသမားလေးကိုဘုံမောက်ကနေသူတို့စိတ်ဝင်စားဆိုပေမဲ့ ပြင်သစ်အသင်းရဲ့ image အရောလက်ရှိ popular ရောအသက်အရွယ်အရောဇိနှုတ်ရမြင်မာတာမှိုင်မဲ့ဆာလီဘာကိုသူတို့လုံးဝစိတ်ဝင်စားတော့ဘူးလို့တော့ပြောလို့တော့မရဘူးဟူဆန်ခေါ်ဝိုင်းတော့မှအနာဂတ်မှာအလွတ်နဲ့ရမယ်ဆိုရင်ဆာလီဘာကိုသူတို့ထပ်ပြီးစိတ်ဝင်စားလာနိုင်ပါတယ်အဲ့ဆိုဇေကွက်ထဲမှာကျွန်တော်တို့ကစားသမားတစ်ယောက်ကိုကြိုက်လို့ Real Madrid အိုက်ပြိုင်ပွဲတွေဝင်လာဆိုရင်တော့စိတ်မညစ်ပါနဲ့အဲ့ဒါကတကယ် quality player တစ်ယောက်မှရှင်ပြီးခွာလေးရှိတဲ့အသီးတသိန်းနဲ့ရေဆိုင်လေးရှိတဲ့အနေထားဖြစ်ပါတယ်။ကဲအဲ့တော့ အာဆင်နယ်လိုချင်တဲ့ကစားသမားတွေရီယယ်မက်ဒရစ်ဝင်လာတဲ့အခါမှာအဲ့ဒီကစားသမားရီယယ်မက်ဒရစ်ကိုကျော်လွန်ပြီးအာဆင်နယ်ကိုရွေးလာပြီဆိုတော့ ကျောင်းကြီးကိုစိတ်ချထားလိုက်တော့ဒါကတကယ့်အာဆင်နယ်ဒီယန်နီစစ်စစ်နဲ့လာချင်တဲ့ player ဖြစ်တယ်လို့ပဲယုံကြည်ရမှာပါတခုတော့ရှိတာပေါ့လေအသင်းကဈေးစစ်ပြီးနှီးကွင်းမနေဘူးတော့လိုအပ်ပါတယ်ဒီ season လေးကိုဒီကဝန်ကြီးပန်ဦးပြီးတဲ့ show wall online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်သူညာကို6913 6639သူညာဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေမှာဖြစ်လို့ဝင်ပုံငွေချရှိမှဘောလုံးပွဲတွေကိုလောက်ပါဘောလုံးပွဲတွေလုံးဝမလုံးတက်ဆိုတော့ YouTube မှာကိုထုတ်ဖို့ပေါ်ရှိုးရက်ချပြီးကျွန်တော်တို့အပလုပ်ရပါတယ်အခုဘောလုံးပွဲတွေလောက်ညက်ဆိုတော့အကောင့်ဖွင့်ညက်ဆိုရင် Viber ဖုန်းနံပါတ်သူညာကို6913 6639သူညာဆက်သွယ်ပြီးတော့ ့ဝန်ဆောင်မှုအပြည့်အဝရောက်လာဖြစ်ပါတယ်။ဧပြီလတွင်ပွဲတွေကိုရွှေဘော်လုံးမှာကစားလို့ရနေပါပြီ။